ာတို့အလုံးကအညံ့မခံစစ်အာဏာတော်လန်လာလာလာကြဟေးညီကိုမောင်နှမတွေငါတို့အလုံးခိကျွေးကြမယ်အာဏာရှင်ကြဆုံးစေညီစင်တော်ညီစင်တော်တွေ့လမခုနဲ့ညီစင်တော်ရှုံးမပေးဘူးဟဲ့သဆုံးတိုင်းခိုင်ပွဲဝင်ကြရင် ါစေလာလာလာကြဟေးမြမပြည်သားတို့ရေဧဝဒါစရိစုမဝဒေကုတရာမင်္ဂလာပါရှင် Fair FM ကိုနားဆင်နေကြတဲ့သောတာရှင်တွေအားလုံးကျမ်းမာချမ်းသာကြပါစေ အခုကျမတို့ Fair FM ရဲ့ Radio အစီအစဉ်တွေကို Greeny ပြည်မှာ90.2 MHz 60.3 MHz နဲ့ Fair FM Facebook ပေးနဲ့ YouTube ကနေထုတ်လွှင့်ပေးသွားမှာပါ ဖရဖန်ရဲ့နေ့စဉ်ထုတ်လွှင့်ချက်တွေကိုရေဒီယိုတိုင်ကနေဆိုရင်ညနေ6:00နာရီကနေည7:00အထိ60ဒရမနီမဂဟတ်မှာဖန်ယူနာဆင်နိုင်ပါတယ်။ဒီနေ့ညထုတ်လွှင့်ချက်တွေကိုရေဒီယိုမှာမနေ့ဖြန်မနေ့7:00နာရီကနေညလေ7:00နာရီအထိမှာပြန်ပြီးတော့နာဆင်နိုင်ပါတယ်ရှင်။တို့အလုံးရဲ့တန်း90.2 FM စီစဉ်တွေကိုမကြေညာခင်မှာအသိပေးချင်တာရှိပါတယ်။ Like or Demo so Pruso Bolakay လမ်းမကြီးကိုနေပြင်စစ်ရေးအခြေအနေအရအသုံးပြုသွားလာတာမပြုလုပ်ကြဖို့ Greeny အမျိုးသားများကာကွယ်ရေးတပ် KNDF ကအများပြည်သူထံကိုအသိပေးထားပါတယ်။ဒါကြောင့် Federal FM ပြည်သက်တွေအနေနဲ့အသွာအလာခရူဆိုင်ဖို့နဲ့တဆိုင်ရာအဖွဲ့အစည်းတွေရဲ့စီရေးအတိပေးတာတတိပေးတာတွေကိုလိုက်နာကြဖို့အတိပေးချင်ပါတယ်90.2 MHz ဒီနေ့မြန်မာတက္ကရိ1389ခုနဒေါ်လာဆန်းစနေရ2025ခုနှစ်ဒီဇင်ဘာလ3ရက်တနင်္လာနေ့ဖရအဖန်ရဲ့အစီအစဉ်တွေကိုဒီမအေနီကတင်ဆက်ပေးသွားပါမယ်။ဒီနေ့ဖရအဖန်ကနေဖရအဖန်နေ့စစ်တဲ့နေ့ငါတို့အတူတူ ခိုးစည်းခဲ့တဲ့နိုင်လက်တံတွေဆိုတဲ့ຫນွေဥကပြစရတွေကိုတင်ဆက်ပေးဖို့ပြင်ဆင်ထားပါတယ် Federal FM 90.2 MHz ဖရအဖန်ကိုနာဆင်နေရတာပါအခုပထမဆုံးအနေနဲ့ဖရအဖန်ရဲ့နေ့စဉ်သတင်းတွေကိုတင်ဆက်ပေးပါမယ် ်အေဘာသာစရိစမူဝတိကုတရာမင်္ဂလာပါဒီနေ့တော့နိုင်ပွဲပြန်ရခဲ့တဲ့လီဘာပူးနဲ့အိမ်ကွေးမှာတည်ရကြခဲ့တဲ့ချက်စီးဆိုတဲ့အားကစားတဲ့တင်တောင်ရင်မြစ်ကံမှာကြာဖြန့်လောက်တာနေရာလောက်အခုထိတောက်တင်နေတဲ့တဲ့င်းနဲ့ရစ်စကြိုမှာစစ်ကြောင်ထိုးနေတဲ့စစ်ကော်မရှင်တပ်နဲ့တော်လရေးတပ်တွေတိုက်ပွဲဖြစ်ပွားတဲ့တဲ့င်းစတဲ့တဲ့င်းတွေပါဝင် Federal FN ဒီနေ့ဒီဇင်ဘာလ3ရက်နေ့အတွက်နေ့စစ်တဲ့င်းတွေကိုကြားကြရမှာပါ မနေ့ညကစားခဲ့ကြတဲ့ပရီးမီးယားလိပ်ပွဲစဉ်73မှာအာဆင်နယ်အသင်းနဲ့လီဗာပူးအသင်းကအဝေးကွင်းမှာတွားရောက်ကစားခဲ့ကြပါတယ်။လီဗာပူးအသင်းဟာဝက်စ်ဟမ်အိမ်ကွင်းမှာတွားရောက်ကစားရပြီးငကိုပြက်နဲ့အနိုင်ရခဲ့ပါတယ်။ပထမအပိုင်းမှာအတွင်းကိုတွေကိုမမြင်ရခဲ့ပေမဲ့ မိနစ်60မှာတော့လီဗာပူးအတွက်အစ်ဆက်ကအဖွင့်ဂိုးသွင်းခဲ့ပြီးပွဲကစားချိန်ပြီးလို့နှချင်းအချိန်ပိုမိနစ်အရောက်မှာကပ်ပိုကအပိတ်ဂိုးသွင်းခဲ့တာကြောင့်လီဗာပူးတို့ငိုပြက်အနိုင်ရရှိခဲ့တာပါ။ အခုနိုင်ပွဲကြောင့်လီဗာပူးကရမှတ်20သမတ်နဲ့အဆက်ခွန်မှာယက်တည်နေပါတယ်။နောက်ထပ်တပွဲဖြစ်တဲ့တနင်္ဂနွေနေ့ညရဲ့အကောင်းဆုံးပွဲတစ်ပွဲ ဖြစ်တဲ့ချဲစီးနဲ့အာဆင်နယ်တို့ရဲ့ပွဲဆင်မှာတော့တစ်ဖက်တကူးစီနဲ့တည်ရရလက်ထွက်ပေါ်ခဲ့ကအခုပွဲဆင်အပြီးမှာတော့အာဆင်နယ်အသင်းကအဆက်တက်မှာရမှတ်30နဲ့ဆက်လက်ရှိနေပြီးချဲစီးရမှတ်က24မှတ်နဲ့အဆက်3နေရာမှာဆက်လက်ရှိနေပါတယ်။ ပြီးခဲ့တဲ့နိုဝင်ဘာလ26ရက်နေ့ကလေးကကရင်ပြည်နယ်မြဝတီမြို့နယ်မြန်မာထိုင်းနယ်ဆက်တောင်ရင်မြစ်ကမ်းမှာတောင်တင်နေခဲ့တဲ့ကြောက်ဖြန့်လုတ်သားတွေအထက်က380ကိုထိုင်းနိုင်ငံကမနေ့ကလက်ခံခဲ့ပါတယ်လို့သိရပါတယ်ပြီးခဲ့တဲ့နိုဝင်ဘာလ23ရက်နေ့ကမင်းလက်ပံကျေးရွာအတွင်းမှာရှိနေတဲ့ DKPA စခန်းတစ်ခုကို KNU ကဝင်ရောက်စီးနှင်းခဲ့ပြီးအဲဒီနောက်ဆက်တွဲအနေနဲ့ကြောက်ဖြတ်လုပ်ငန်းခွင်တစ်ခုကိုဖမ်းဆီးခဲ့တာပဲဖြစ်ပါတယ်။မနေ့ကထိုင်းဘက်ကအဲ့ဒီ ကျောက်ဖြတ်လုတာတွေကိုလွဲပြောင်းလက်ခံနေတော့380လောက်လွဲပြောင်းပြီးချိန်မှာရှင်းတန်းလိုက်တဲ့အတွက်လက်ရှိမှာ200ဝန်းကျင်လောက်ကျန်ရှိနေသေးတယ်လို့အခင်းဖြစ်ရနေရာမှာရောက်နေတဲ့တည်င်းအရင်မြစ်တွေကတော့တိုက်ပွဲတွေပြင်းထန်နေပြီးအနေနာဝန်းကျင်ကိုလက်နက်ကြီးကျရောက်တာတွေဖြစ်နေတဲ့အတွက်ထိုင်းဖက်ကရက်တက်လိုက်ပုံရတယ်လို့သုံးသပ်ပြောဆိုပါတယ်မကွေးတိုင်းရေစကြိုမြို့နယ်အတွင်းစစ်ကြောင်းထူနေတဲ့စစ်ကော်မရှင်တပ်နဲ့တော်လှန်ရေးတပ်ဖွဲ့တွေထိတွေ့တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။ ်ပြီးခဲ့တဲ့နိုဝင်ဘာလ25ရက်မနေ့စစ်နိုင်ခန့်ကရေစကြိုမြို့နယ်ရွာတိကျေးရွာနဲ့သန်းဆယ်ပင်ကျေးရွာအကြားမှာစစ်ကော်မရှင်စစ်ကြောင်းနဲ့တော်လရေးပူပေါက်တပ်ဖွဲ့တို့ထိတွေ့တိုက်ပွဲနှစ်နိုင်ခန့်ဖြစ်ပွားခဲ့တယ်လို့ရေစကြိုဘက်ကဖကထုတ်ပြန်ပါတယ်။အဲ့ဒီတိုက်ပွဲအတွင်းစစ်ကော်မရှင်တပ်ဖွဲ့ကစစ်ကြောင်းမှုအဆင့်ရှိသူဘူဂျီမင်းတေဇဟအပါအဝင်2ဦးတေဆုံးခဲ့ပြီး5ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပြီးတော့ထိတွေ့တိုက်ပွဲနှစ်ကြိမ်ကိုရေစကြိုဘက်ကဖပခုတ်ခုခရိုင်တည်ရင်ကိုနဲ့ຫນွေဦးစစ်တီ ရေလေကျွန်းဒေသစစ်တောင်တို့ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်ရစကြိုမြို့နယ်အတွင်းစစ်ကော်မရှင်တပ်ရဲစစ်တောင်းကြောင့်လက်ရှိမှာပြည်သူ9000ကျော်နေရဲစွန့်ခွာထွက်ပြေးနေရတယ်လို့လဲဒေသတွင်းသတင်းတွေရေဖော်ပြချက်အရသိရပါဗျ စစ်ကော်မရှင်တပ်ကကျင်းပဖို့ပြင်ဆင်နေတဲ့ရွေးကောက်ပွဲကိုဆက်တင်ဖို့စစ်ကြေခန့်နဲ့ပယ်ချမယ်လူထုလှုပ်ရှားမှုကိုမြန်မာ Unity Movement MUN ကနေစတင်လိုက်ပြီးရွေးကောက်ပွဲကိုဆန့်ကျင်တဲ့အနေနဲ့မိမိတို့ရဲ့လက်တမ်းမှာစစ်ကြေခတ်ပုံစံရေးဆွဲပြီးတော့ MUN လူမှုကွန်ရက်စာမျက်နှာရဲ့ Telegram Channel ကိုတပ်ပုတ်ပေးပို့ပြီးပါဝင်နိုင်တယ်လို့သိရပါတယ်ရရှိလာတဲ့လူထုလှုပ်ရှားမှုတပ်ပုံတွေကိုစုစည်းပြီးတော့ The People Block ပြည်သူစံတာမဲ့အဖြစ်မှတ်တမ်းတင်က UK အစိုးရနဲ့ကုလသမဂ္ဂ UN တာဝန်ရှိသူတွေလက်ထက်အရောက်ပို့ပေးသွားမယ်လို့ဆိုပါတယ်။ကမ်ပိန်းမှာပါဝင်ခြင်းနဲ့ပြည်သူတွေအနေနဲ့ခွင့်ပြုချက်တောင်းဆရာမလို့ပဲပါဝင်နိုင်ပြီးတော့ပြည်ပရောက်နေသူတွေအနေနဲ့တပ်ပုံမှာမျက်နှာပေါ်အောင်ရိုက်ပြပြီးပါဝင်နိုင်တယ်လို့ပြည်တွင်းမှာရှိနေသေးတဲ့ပြည်သူတွေအတွက်ကတော့ လက်ပွေရမပေါ်တဲ့လက်ခုံဖက်မှာချက်ချီခက်အမှတ်အသားပြုလုပ်ပြီးတော့ပါဝင်နိုင်တယ်လို့သိရပါဗျ။အဆိုပါကမ်ပိန်းကိုတပိတ်အင်အားစုတွေ၊ကျောင်းသားသမဂ္ဂတွေနဲ့တော်လှန်ရေးအဖွဲ့အစည်းတွေပူးပေါင်းပါဝင်ကြဖို့ MUM ကဖိတ်ခေါ်ထားပါဗျ။ တပ်ဖို့တပ်မှုတွေအနေနဲ့မျိုးဆက်တဲ့လူငယ်တွေကိုကောင်းမွန်တဲ့အသွေးခေါ်ရလက်ဆက်ကမ်းဖို့အရေးကြီးပြီးမျိုးဆက်တဲ့လူငယ်တွေအနေနဲ့ပုံကူဆွဲဒေသဆွဲတွေရှိနေရင်တော်လရင်ကာလာပြီးမှမဟုတ်ဘူးလို့ Greenie အမျိုးသားများကာကွယ်ရေးတပ် KNDF ရဲ့စစ်ရေးချုပ်ခူရီတူကပြောပါတယ်။ ပုတ်ကူဆွဲဒေတာဆွဲတွေကြောင့်တော်လည်းအင်အားစုတွေစည်းလုံးမှုမရနိုင်တာဖြစ်ပြီးတော်လည်းမှာတပွဲသေးတိုက်လို့မရဘူးလို့လည်းပြောခဲ့တဲ့အပြင် KNDF ရဲဘော်တွေနောက်တန်းပြန်ပြီးလူထုကြားသွားလာတဲ့အခြေတွေမှာယူနီဖောင်းမဖို့ဖို့တနက်မဆောင်သွားဖို့ကိုလည်းထပ်လောင်းပြစ်ပေးခဲ့ပါတယ်။အဲ့ဒီအခမ်းအနားကို KA ကလလတာနဲ့ KNPTB တာဝန်ရှိသူတွေလည်းတက်ရောက်ခဲ့တယ်လို့သိရပါတယ်။ လက်ရှိ Greeny ပြည်မှာ Greeny အမျိုးသားများကာကွယ်ရေးတပ် KNDF Greeny တပ်မတော် KA Greeny လူမျိုးပေါင်းစုံပြည်သူလူမျိုးရေးတပ်ဦးကလလာတာ Greeny အမျိုးသားစီလုံးညီညွတ်ရေးအဖွဲ့ JPU Greeny အမျိုးသားငင်းချင်းရေးနဲ့ဖွံ့ဖြိုးရေးပါတီကယောနီနဲ့ဒီမော့ဆိုပြည်သူ့ကာကွယ်ရေးတပ်တို့ပါဝင်တဲ့ Greeny B တပ်ပေါင်းစုံစစ်ဦးစီးအဖွဲ့ GCS ကနေစစ်ရေးအရာဦးဆောင်မှုဖြစ်နေတာဖြစ်ပါတယ်။ ဒီနေ့ဒီဇင်ဘာလ3ရက်ဖရက်ဖရက်နေ့စတဲ့တဲ့အားကစားသတင်းတွေကိုကြားခဲ့ရပါကျွန်မအေနီပါရှင်ဖရက်ဖရက်အစည်းအဝေးကိုကြားနေရပါ FRFN ရဲ့နေ့စဉ်သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါရှင်။အခုຫນွေဥကပြတပုတ်ကိုတင်ဆက်ပေးချင်ပါတယ်။ကပြာဆရာတိုးကျော်သူရဲ့ငါတို့အတူခိုးစည်းခဲ့တဲ့နိုင်လက်တန်တွေဆိုတဲ့ကပြာကို ကြားကြရမှာပါ။မင်းမြတ်ကအတန်နဲ့တင်ဆက်ပေးထားပါတယ်။နားဆင်ကြည့်ပါရှင်။ငါတို့အတူခိုးစည်းခဲ့တဲ့နိုင်လက်တန်တွေအပြင်မှာအရာရာဟာထိတ်လန့်မောင်မဲဝေဒနာကိုစီနဲ့နတ်ဆိုးဝင်မှုသလို့ ငါတို့စိတ်တွေမကြမ်းမာနေကြတာဘလောက်ကြာပြီလဲနေကင်းကတော့ငါတို့ကြောချင်းကက်လောကကြီးကိုရင်မောပစ်ခဲ့ကြသည်ဒီလိုပါပဲငါတို့ရင်ခုန်တန်တွေပြန်ဆန်းနိုင် အန်ရဲစွန်းမှာလမ်းလျှောက်ရတယ်လို့ကြီးပဲငါတို့ရောငါတို့နိုင်ငံရောက စက္ကတမရဲ့ဓာချက်တွေလို အခြေခံဥပဒေလိုတော်လန်ရေးတည့်ရလိုနင်းနေမှာအမှားခံလို့မရခဲ့ဘူး ခုညဆိုရလဲငါတို့အသားကြနေစေအဆင်မပြေမှုတွေကို မောင်းတင်တနေ့ဆိုရဲပြက်မှတ်စီမျောလင်းကြကြီထိုးထားရတဲ့ညရီတွေကတညမဟုတ်လားအီစီပေါ်ကိုလူမလိုချင်တာတွေပဲရတဲ့နှစ်တွေကိုယိုးနေပြီငါတို့ကလင်းမဲ့တွင်းနေကြီးတယ်တယောက်ခံစားချက်တယောက်ထိုးဖောက်တိမြင်ခဲ့ကြတဲ့ရဲဘော်တွေပဲမဲမှလည်းမဲမရောက်ချင်တဲ့အလွမ်းနဲ့ ငါမှလည်းငါခီးမဆက်ချင်တဲ့အဆွေးနဲ့မင်းတို့ငါတို့ကကြပြားလေးတွေရေးပြီး ကို့နှလုံးသားလေးကိုအေးအေးချမ်းချမ်းထားချင်တာပါဆဲ့တွင်းကဆိုင်ကုန်ကိုမင်းလည်းမကြည့်ရသလိုဟစ်တလာလက်အောက်က ပါရီကိုငါလည်းကြည်ကွဲရတယ်ငါတို့မျက်နှိုးတဲ့ဘဲမျိုးကြီးကိုမဆိုသူတို့ရဲ့သွေးထက်တန်ရုံနေ့ရက်တွေတမိုင်းတည်းထက်ပါလာမှာငါတို့မလိုလားကြပါဘူး ါတို့ကတဘာဝရဲစီးမျောရတာကြိုက်တယ်။ပန်းကလေးတွေဖူးပွင့်မြဲပွင့်နေတာကိုချစ်တယ်။ကိုလှမ်းနိုင်တဲ့လောက်ရောက်မဲ့လမ်းလေးကိုတံမိုးထားတယ်။ကြောဘိုးအိတ်တစ်လုံးနဲ့စိတ်ပျော်ရလွင့်ခဲ့တဲ့စာသင်ခန်းချိန်တွေလမ်းဘေးအုပ်ခုံတွေရဲ့ဂစ်တာသံညတွေဖြတ်ကျော်ခဲ့ရာကာလတွေစီငါတို့ရဲ့အမှတ်ရမှုတွေကနယံတစ်ခုမှာအချိန်ကြာပဲ့တင်နေုံမှသိကြတယ်။အော် မင်းတို့ငါတို့ရဲ့နိုင်တွေဟာစီးကျက်ညီခဲမှုတွေအများသာအကြိုက်ခဲပြောက်ဆေးတွေနဲ့လူလုတ်စစ်ပွဲတွေကိုပဲမုံပါတယ်တို့ကြော်သူ90.2 megahertz ောသားရှင်များရှင်လိုက်ကောဒီမိုဆူဖရူဆူဘောလခဲလမ်းမကြီးကိုမြေပြင်စစ်ရေးအခြေအနေအရအတုံးပြွသွားလာတာမပြေလောက်ကြဖို့ဂရီနီအမျိုးသားများကကွယ်ရေးတပ် KNDF ကအများပြည်သူထံကိုအသိပေးထားပါတယ်။ဒါကြောင့် Federal FM ပြည်သက်တွေအနေနဲ့အသွာလာခရူစိုက်ဖို့နဲ့တက်ဆက်ရအဖွဲ့အစည်းတွေရဲ့စစ်ရေးအတိပေးတာတတိပေးတာတွေကိုလိုက်နာကြဖို့အသိပေးချင်ပါတယ်။90.2 MHz Federal FM ဖရက်ဖန်ရဲ့တနင်္လာနေ့ထုတ်လွှင့်တဲ့အစီအစဉ်တွေကိုကြားခဲ့ရပါအခုအစီအစဉ်တွေကိုဖရက်အဖန်ဝိုင်းတော်သူဝိုင်းတော်သားတွေကပူးပေါင်းတင်ဆက်ခဲ့တာပါဖရက်ဖန်ရဲ့အစီအစဉ်တွေကိုဖရက်အဖန် Facebook YouTube Telegram WhatsApp Instagram နဲ့တက်တော့စတဲ့ platform တွေမှာကြည့်ရှုနားထောင်နိုင်ပါတယ် ဂရင်းနီပြည်မှာတော့ရေဒီယိုမှာ90.2 MHz 90ဒရမနီ MHz မှာညနေ6:00နာရီကနေည7:00နာရီအထိထုတ်လွှင့်ချိန်မှာဖမ်းယူနာဆင်နိုင်ပါတယ်။ဒီနေ့ညထုတ်လွှင့်ချက်တွေကိုပြန်ပြီးတော့နားဆင်ချင်တဲ့ဆိုရင်ရေဒီယိုမှာမနေ့ပြန်မနေ့7:00နာရီကနေညနေ7:00နာရီထပ်မံထုတ်လွှင့်ချိန်မှာထပ်ပြီးတော့နားဆင်နိုင်ပါတယ်ရှင်။90.2 MHz Federal FM. Federal FM, alo yeta